်မင်္ဂလာပါရှင်ဘာမခိတဲ့တရင်ဌာနရဲ့ထိတ်တန့်တရင်တွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးအာဆီယံထိပ်သီးအစည်းအဝေးတက်ရအစံဖက်စစ်ကောင်ဆောင်မေအောင်လိုက်ကိုဖိတ်ကြားထားခြင်းမရှိဟုဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မလေးရှားနိုင်ငံကောလာလမ်ပူမြို့မှာပြုလုပ်မဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ရန်အကြမ်းဖက်စစ်ကောင်စောင်မရောက်နိုင်ကိုဖိတ်ကြားထားခြင်းမရှိဟုသိရှိရကြောင်းမလေးရှားဆိုရနှင့်ပုံမှန်ထိတွေ့ဆက်ဆံမှုများလုပ်နေတဲ့တော်လိုင်းရေးတရင်ရှင်မြစ်ကပြောဆိုပါရယ်အော်တိုဘာလ26ရက်မှအော်တိုဘာ28ရက်ထိမလေးရှားနိုင်ငံကောလာလမ်ပူမြို့မှာ48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန်စစ်ကောင်စောင်မင်းအောင်လိုက်ပါဝင်ခြင်း ပါဝင်တည်ဟုအကျန်းဖက်စစ်လော်ဘီများကဝါရပြတ်နေကြတော့လေလက်တွေ့မှာမလေးရှားကမင်းအောင်လိုင်ကိုဖိတ်ကြားထားခြင်းမရှိဟုသိရပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားကထိပ်သီးအစည်းအဝေးတက်ဖို့စစ်ကောင်းဆောင်ကိုဖိတ်ထားတာမရှိဘူး။ထိပ်သီးအစည်းအဝေးတက်ဖို့ကအာဆီယံဥက္ကဋ္ဌကဖိတ်မှတက်ရတာပါ။အခုထက်ထိတော့ဖိတ်ထားတာမရှိဘူးလို့သိရတယ်ဟုမလေးရှားနိုင်ငံသားဝင်ကြီးဌာနနဲ့ထိတွေ့ဆက်ဆံမှုရှိနေတဲ့ဒေါ်လန်ရီတရင်ရှင်မြစ်ကဆိုပါတယ်။မလေးရှားနိုင်ငံတွင်ပြုလုပ်ခြင်းပါမယ့်၄၈ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်မဲ့ကောင်းဆောင်များစီးရင်မှမင်း ောင်းလိုင်းနာမည်ကိုထည့်သွင်းဖော်ပြခဲ့တဲ့မလေးရှား New Strike တိုင်းသတင်းဌာနကယခုအခါမင်းအောင်လိုင်း၏နာမည်ကို ASEAN ထိပ်သီးအစည်းအဝေးတက်မီခေါင်းဆောင်များစီရင်မှပြုတ်ပယ်ပြီးအမပြင်ဆင်မှုများလှုံ့ဆော်သွားပါတယ်။ ASEAN ထိပ်သီးအစည်းအဝေးမှာ American ပါဝင်ကမ္ဘာနိုင်ငံကြီးများ၏ခေါင်းဆောင်တချို့တက်ရောက်မည်ဖြစ်ပြီးအရှိတီမောနိုင်ငံကို ASEAN အဖွဲ့ဝင်ဖြစ်လက်ခံခြင်း ASEAN ဥက္ကဋ္ဌယာရုကိုဖိလစ်ပိုင်နိုင်ငံသို့လွှဲပြောင်းခြင်းပါဝင်ကမ္ဘာရေယာဉ်နှင့်မြန်မာရေယာဉ်တို့ကိုလည်းဆွေးနွေးသွားမည်ဖြစ်ကြောင်းမလေးရှားမှလာသောသတင်းများမှဖော်ပြ ြထားကြောင်းသိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့နေရီကံပြူအောင်ကုန်းကိုအေအေကဝိုင်းထားပြီးဖြည်းဖြည်းချင်းထိုးစစ်ဆင်တိုက်ခိုက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေရအနှဲငယ်သားချမ်းရှိတော်တဲ့နေရီကံပြူအောင်ကုန်းကိုအာရခတက်တော်အေအေနဲ့ပူးပေါင်းတပ်ဖွဲ့များမှဝိုင်းရံပိတ်ဆို့ထားပြီးဖြည်းဖြည်းချင်းထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းနေရီကံစီရေးသတင်းရှင်းမြစ်ကပြောပါတယ်။ နေရီကန်ပြူအားကုန်းတည်ရခိုင်နယ်မကွေးဆန်အမ်ဘရန်လမ်းမှာရှိတဲ့စစ်ကောင်စီရဲ့ပြူအားကုန်းတက်စကန်တစ်ခုဖြစ်ပါတယ်။အော်တိုဘားလ15ရက်အရခတက်တော်အေရဲ့စီရေးတရင်ထုတ်ပြန်ချက်မှာနေရီကန်ပြူအားကုန်းစကန်အားအပိသက်သိမ်းပိုင်ရရှိနိုင်ရေးအနှဲငယ်သောလက်ကျန်နေရာချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုပြောဆိုထားပါတယ်။ယနေ့အော်တိုဘား21ရက်နေ့နေရီကန်ပြူအားကုန်းစီရေးချင်းလေးကိုခိုင်မာသောစီရေးတရင်ရှင်းမြစ်တို့ကယခုလိုပြောပါတယ်။အခုထိတော့ဝိုင်းထားတော့မှာပဲထောက်ကူလန်းတွေလည်းဖြတ်တောက်ထားတဲ့လက်တလောဖြည်းဖြည်းချင်းထိုးစစ်ဆင် တာမျိုးပါအာရခတက်တော်စီမာရော PDF တွေစီမာရောလက်နက်ချအလင်းဝင်လာသူထွက်ပြေးလာသူတွေရှိပါတယ်ဟုပြောပါတယ်။နေရီကန်ပြူဝကုန်းအနေရှိကုတ်ကြီးဖိုက်တာကုန်းစတဲ့ကာကင်စကန်များအားလုံးကိုအေပူပေါင်းတက်ဖွဲ့မှသိမ့်ပိုက်ပြီးနောက်ပင်မပြူဝကုန်းကိုသိမ့်ပိုက်ရရှိနိုင်ရေးကြိုးပမ်းနေကြခြင်းဖြစ်ပါတယ်။ထို့သောထိုးစစ်ဆင်တိုက်ခိုက်နေခြင်းတွင်နေရီကန်ပြူဝကုန်းပေါ်မှထွက်ပြေးနေသူများနဲ့အလင်းဝင်လာသူစုစုပေါင်းစစ်ကောင်စီတပ်သား၁၁ဦးနဲ့ဖမ်းဆီးရမိထားကြောင်းအေကအောက်တိုဘာ၁၈ရက်မှထုတ်ပြန်ထားပါတယ်။ နောက်ထပ်စီရင်တင်ရင်းမြစ်တို့ကနေရီကန်ကမကွေးအတွက်ရော ရခိုင်အတွက်ရောအရေးပါတာကိုအေရောဘီဒီရောစစ်ကောင်စီရော အားလုံးကသိကြတယ်ဒီကုန်းကိုရသွားပြီဆိုရင်ငဖဲမျိုးကတရင်တွေကပါစဆက်ယုံတွေကိုဟောင်ဝေစာလက်နေကြီးတွေနဲ့လှမ်းထုလို့ရတယ်ဒါကိုစစ်ကောင်စီကသိတော့အသေးလေးပြန်ခုခံတာဖြစ်တယ် အေအေရဲ့ထိုးစစ်ကိုလေးချောင်းပစ်ကိုရောလူဝင်အားတွေရောအဆက်မပြတ်ပို့ပေးနေတယ်ဟုပြောပါရယ်။နေရီကန်ပြူအောင်ကိုမကြစေရအတွက်စစ်ကောင်စီကစစ်ကူများနဲ့လေးချောင်းပစ်ကူများဆက်မပြတ်ပြုလုပ်ပေးနေတော့လေအကောင်းဆုံးတုံ့ပြန်ခန့်စစ်များနဲ့ဒိုထိုးစစ်စင်တိုက်ခိုက်လျက်ရှိသည်ဟုအေအေကပြောဆိုထားကြောင်းသိရပါရယ်။နေရီကန်ပြူအောင်ကိုမှ2024ခုနှစ်ကစ၍တမခကိုကိုနဲ့စကခစက်ခွန်တက်များအင်အားဖြင့်တက်ဆွဲထားပြီးစစ်ကောင်စီတပ်သားအင်အား600နီးပါးထိကျန်ရှိနေသည်ကြောင့်တရင်ရှင်မြစ်ထံကသိရှိရပါရယ်။ နေကံပြူအကုံမှာစစ်ကောင်စီတပ်သားများအနေဖြင့်လက်နက်ချအလင်းဝင်ရောက်လို့သူများအချိန်မရွေးလာရောက်နိုင်သည်ဟုအရခကြက်တော် AE နဲ့ PDF များကတိုက်တွန်းပြောဆိုထားကြောင်းသိရှိရပါသည်မြမတန်နဲ့မြောင်ရီစစ်လော်ဘီမီဒီယာတွေမတင်ရတဲ့သတင်းဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအထူးသံတမန်အာဆီယံပါလီမန်အမတ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းစာရှင်းလင်းပွဲမှာဒီလိုပြောပါရတယ်။ အာနာတိန်မြန်မာစစ်တပ်ကလူသားမျိုးနွယ်စုပေါ်ကြီးမားတဲ့စိတ်ရဆိုးမှုကိုချိန်ဖန်များစွာကျွလွန်နေပြီးယခုလပိုင်းအတွင်းမှာကိုလူပေါင်းရာနေချီထိခိုက်ဒိဆုံတဲ့ပြစ်မှုကိုလောလောလတ်လတ်ကျွလွန်နေပါတယ်။တဆက်ထဲမှာပဲမြန်မာစစ်တပ်ဟာအတိုက်ခံနိုင်ငံရေးခေါင်းဆောင်များကိုဖမ်းဆီးပြီးအချင်းထောင်များတွင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများစွာကိုလည်းဖမ်းဆီးချုံနှောင်နှိပ်စက်မှုမျိုးစုံနဲ့ဇေဝါကူတာခွင့်မပေးဘဲလူခွင့်ရေးချိုးဖောက်မှုများစွာကိုအရှိန်ဟုန်ကောင်းကောင်းနဲ့ဇက်တိုက်ကျွလွန်နေပါတယ်။ အာနာသိမ့်မြန်မာစစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိဖို့လုံးဝမဖြစ်နိုင်ပါဘူးမလေးရှားနိုင်ငံအနေနဲ့ရောအာဆီယံအနေဖြင့်ပါဒီရွေးကောက်ပွဲကိုအတိမဲ့ပြုခြင်းကမြန်မာစစ်တပ်ကိုအကြမ်းဖက်မှုကျူးလွန်ဖို့ဆက်လက်ခွင့်ပြုပေးတယ်လို့ဖြစ်နေမှာပါအာနာသိမ့်မြန်မာစစ်တပ်ကျင်းဖက်မှုကိုရပ်တန့်အောင်အားလုံးဝိုင်းဝန်းကင်တွေပေးကြဖို့အာဆီယံပါလီမန်အထူးကိုယ်စားလှယ်မလေးရှားနိုင်ငံသားဝင်ကြီးကပြောဆိုကြောင်းသိရပါဗျာ ဆက်လက်ပြီးပသိမ်ကြီးမြို့နယ်မှာဆိုင်ကယ်စီအမျိုးသမီးတဦးကိုကားဖြင့်တိုက်မိပြီးနောက်ကားအောက်တွင်ညက်ပါလာမှုကိုတာဝန်မယူဘဲတန်ရာရအမျိုးသမီးကိုစွန့်ပစ်မောင်းပြေးသောကားမှာပသိမ်ကြီးမြို့နယ်ပြူစောတိအဖွဲ့ဝင်များ၏ကားဖြစ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်တွင်ဆိုင်ကယ်စီးအမျိုးသမီးတို့ကိုကားဖြင့်တိုက်မိပြီးနောက်ကားအောက်တွင်ညက်ပါလာမှုကိုတာဝန်မယူဘဲတန်ရာရအမျိုးသမီးကိုစွန့်ပစ်မောင်းပြေးသွားသောကားမှာပသိမ်ကြီးမြို့နယ်ပြူစောတိအဖွဲ့ဝင်များ၏ကားဖြစ်ကြောင်း မျက်မြင်သက်သေးများ၏လူမှုကွန်ရက်မှတဆင့်ထုတ်ဖော်ပြောဆိုမှုရသိရပါသည်။အော်တိုဝါလာ16ရက်နေ့ညနေ6:45မိနစ်ချိန်မန္တလေးမြို့ပသိမ်ကြီးမြို့နယ်စကိုလန်ပသိမ်ကြီးဆိုင်းဘုံနာတွင်စံကယ်စီအမျိုးသမီးတို့ကို Toyota MH အဖြူရောင်ကားနံပါတ် 3J1013 ကတိုက်သွားကြောင်းရင်းနောက်စံကယ်စီအမျိုးသမီးမှာကားအောက်တွင်ညက်ပါသွားပြီးလမ်းနှင့်တရွတ်တိုက်ပါသွားခဲ့ကြောင်းသိရှိရပါသည် ရှင်နောင်အနီးနောင်ရှိပြည်သူများ၏အကြောင်းကြားချက်အရလူမှုပရဟိတကိစ္စရေးသမားများကဆိုင်ကယ်တိုက်ခိုက်ခံရတဲ့ဆိုင်ကယ်တိုက်ခိုက်ခံတဲ့အမျိုးသမီးကိုရှာဖွေခဲ့ကြောင်း Toyota MH အဖြူရောင်ကားနံပါတ် 3J1013 ကအစုပ်ဆေးရုံနီးမှာကားရက်ပြီးညှက်ပါလာတဲ့အမျိုးသမီးကိုကားပေါ်တင်ဆောင်ပြီးကံကောက်အထည်ချုပ်အနီးမှာဆုံးပြစ်ခဲ့ကြောင်းရှင်နောင်မန္တလေးဆေးရုံကြီးတွင်ရေးပေါ်ဆေးကုသမှုခံယူနေရကြောင်းသိရပါသည် ကားအမညှက်ပါသွားတဲ့မျိုးသမီးကဒီနေ့ခွဲစိတ်ခံဝင်ပြီးတဲ့နောက်ပိုင်းအချိန်တွေကတော့မသိရသေးဘူး။မနေ့ကတော့စကားတွေပါတွေပြောနေကျိုးပဲ့တာတော့မရှိဘူး။မီးလောင်တန်ရာပုံစံမျိုးပေါ့။မီးလောင်တန်ရာပုံစံမျိုးကဘိုက်ရဲ့ပေါင်မာရဲ့ဖြစ်တယ်ပြီးတော့နှစ်ဖူးခွဲတန်ရာပေါ့။ကားအောက်ကနေညှက်ပြီးတပြားလောက်ပါသွားတာလက်ရှိစိုးရိမ်စရာတော့မရှိဘူးဟုအမျိုးသမီးကိုစိတ်ယုံတင်ဖို့ခဲ့တဲ့လူမှုကွန်ရက်ဖွဲ့တာဝန်ရှိသူတို့ကပြောကြားပါတယ်။ အမျိုးသမီးကိုတိုက်ရိုက်ကောက်တွေညက်ပါလာသည်ကိုတာဝယ်မယူဘဲစွန့်ပစ်ခဲ့တဲ့ Toyota MH ဖြူရောင်ကားနံပါတ် 3J1013 မှာပသိမ်ကြီးမြို့နယ်ဖြူစောတိခေါ်ပြည်သူ့စဲဖွဲ့မှကားဖြစ်ပြီးရင်းကားကိုပသိမ်ကြီးမြို့နယ်ပြည်သူ့စဲဖွဲ့ဝင်တဦးဖြစ်တဲ့ဝေယံကလုံခြုံရေးကင်းလက်ရာမှာအသုံးပြုသောကားဖြင့်ဗီဒီယိုနဲ့တကွဖော်ပြထားပါတယ်။ ကားနံပါတ်ရောကားကိုရောမျက်မြင်သက်သင်တွေရော CCTV တွေရောရှိနေတာမောင်းပြေတာကိုလည်းအကုန်သိနေတာမန္တလေးမြို့မှာအခုတည်းအမှုဖွင့်ဖမ်းဆီးဖို့ဆောင်ရွက်နေစေဆိုတာကယုတ်တိမရှိပါဘူးကားကပတိန်ကြီးပြည်သူစစ်အဖွဲ့ရဲ့ကားခွေးတွေကမစည်းဘူးတဲ့ကားတွေစီးရလို့ကြွားပြီး TikTok မှာဗီဒီယိုတင်ထားလို့ရရှာပါပါသူတို့ကားမဲတည်တာဟုဒေတာပြည်သူတို့ကပြောပါတယ် ကားတိုက်ခံရမှုကြောင့်လက်ရှိမန္တလေးစေယုံကြီးတွင်ရေးပေါ်စေကူတမှုခံယူနေရသောအမျိုးသမီးမှာမတ်ဆိုးဆန္ဒခိုင်ဖြစ်ပြီးလက်ရှိချိန်ထိအသက်အန္တရာယ်အတွက်စိတ်ပူနေရဆဲဖြစ်ကြောင်းတိုက်ပြေးသည့်ပသိမ်ကြီးမျိုးနှင့်ပြူစောတိခေါ်ပြည်သူစေဖွဲ့ကမြည်သည့်တာဝန်မှမယူကြောင်းသိရှိရပါသည်